မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရုရှားသူလာရောက်ရမှုစိတ်ချမ်းသာရ၍သုံးချိန်မြောက်လာလေခဲ့ပြီးနောက်ထပ်လာနိုင်ရေးစူးစမ်းမိဟုမင်းအောင်လိုင်းဆိုပြနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းကရုရှားနိုင်ငံဖရတီးယားပြည်နယ်သို့လာရောက်ရမှုမှာစိတ်ချမ်းသာရ၍သုံးချိန်မြောက်လာလေခဲ့ပြီးနောက်ထပ်လာနိုင်ရေးစူးစမ်းမိဟုထုတ်ပေါ်ပြောဆိုပါတယ် ဇွန်လ29ရက်နေ့မင်းအောင်လိုင်းကရုရှားနိုင်ငံဖရားတရားပြည်နယ်သို့ရောက်ရှိစဉ်ရင်းကဲ့သို့ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီးရင်းတို့ပြောဆိုမှုကိုလည်းယနေ့ထုတ်စစ်ကောင်စီသတင်းစာများတွင် ပြန်လည်ဖော်ပြထားပါရယ်။အင်မတန်စိတ်ချမ်းသာရပါရယ်လာရတာတာယာလှပတဲ့ဒေတာတစ်ခုပေါ့။ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုကိုကျွန်တော်လာရတယ်လို့ခန့်စားရပါရယ်။ ကျွန်တော်၃ချိန်ရှိပြီလားခုဒေတာကိုလာရတယ်လို့ကျွန်တော်ယင်းနေတဲ့စိတ်ရှိပါတယ်နောက်ထပ်လေလာနိုင်ဖို့ကျွန်တော်စူးစမ်းအောင်မယ်လို့ပြောလိုပါတယ်ဟုမေအောင်လိုင်းကရုရှားအရှိဆိုင်မီဒီယာများသို့ဖြေဆိုခဲ့ပါတယ်မေအောင်လိုင်းကရုရှားနိုင်ငံဗယားတရပြည်နယ်နှင့်ကျန်းမာရေးပညာရေးပူးပေါင်းဆောင်ရွက်ရေးကမ်းလှမ်းချက်များကိုလက်ခံသွားမည်ဖြစ်ပြီးစိုက်ပျိုးရေးနှင့်ပတ်သက်၍လည်းပူးပေါင်းရန်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းပူးပေါင်းလို့ရမည်နေပင်များစွာရှိနေကြောင်းပြောဆိုပါတယ် ရုရှားနိုင်ငံဖျားတရားပြည်နယ်အုပ်ချုပ်ရေးမှုကမြန်မာနိုင်ငံနဲ့ပတ်သက်၍ Rapid Bio စေဝါကုမ္ပဏီ၏စေဝါနည်းပညာနှင့်ပတ်သက်၍ပြည်စည်းတင်သွင်းရန် Register များလုပ်နေကြောင်းယူလန်း UD ကထုတ်ထားသည့်ရဟတ်ယင်းနှင့်ပတ်သက်၍ပို့ဆောင်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများလှုပ်ရန်စီစဉ်ထားကြောင်းပြောဆိုပါရယ်။ထို့ပြင်မြန်မာနိုင်ငံမှာရုရှားဘာသာစကားပညာသင်ကြားနေသည့်ဆရာများတို့ထက်ဆင့်သင်တန်းများပေးရန်အစစ်မြင့်သင်တန်းများပေးရန်အတွက်ဖျားတရားပြည်နယ်ကတင်ပေးနိုင်ကြောင်း ဖရာတရားပြည်နယ်ရှိတက္ကသိုလ်များတွင်လည်းမြန်မာဘာသာစကားကိုသင်ကြားရန်မြန်မာဘာသာစကားဌာနဖွင့်ရန်အထီးလည်းရည်ရွယ်ဆောင်ရွက်နေကြောင်းထိုင်းနိုင်ငံခရီးသွားလုပ်ငန်းမြင့်တရန်လည်းသဘောတူညီကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးမူးတုံကင်းစခန်းမှဇီးကုံရဲစခန်းကိုဆိုင်ကယ်ဖြင့်ထွက်လာသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှု6ဦးသေဆုံးပြီးစစ်တပ်ကနေအိမ်များကိုမိရှို့ဖျက်ဆီးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ စကိုင်းတိုင်းကမ်းပလူမြို့နယ်ဇီကုံးမြို့အနီးတွင်စစ်ကောင်စီတပ်သား6ဦးပြစ်ဒဏ်ခံရပြီးနောက်စစ်ကောင်စီတပ်ကပြည်သူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေကြောင်းထန်းကုန်းတိုင်းနယ်ပကဖတာဝန်ခံကိုငယ်ကသတင်းဌာနကိုပြောကြားပါရယ်။ယနေ့ဇွန်လ30ရက်နေ့နနက်6နာရီခွဲခန့်တွင်ကမ်းပလူမြို့နယ်မူးဆုံကင်းစခန်းမှာစစ်ကောင်စီတပ်သား6ဦးသည်ဇီကုံးရဲစခန်းဘက်သို့ဆိုင်ကယ်ဖြင့်ထွက်လာစဉ်စခန်းနှင့်မီတာ1500အကွာ၌ထော်လန့်ရေးတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ ရင်းတိုက်ခိုက်မှုအတွင်အကြံဖက်စစ်ကောင်စီတပ်သား6ဦးလုံးသေဆုံးပြီးလက်နက်ကြီးပစ်ကူစစ်ကူများအလုံးအင်းရောက်ရှိလာသောကြောင့်လက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲထော်လန်ရေးရဲပေါ်များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရပါသည်။မူးဆုံကင်းအထိုင်စခန်းကနေဆိုင်ကဲ3စီးနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုကျွန်တော်တို့ပူးပေါင်းအဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့တာလက်နက်ပစ်တံချရပြီးတော့ဇီးကုန်းအထိုင်စခန်းနဲ့မူးဆုံအထိုင်စခန်းကပါလက်နက်ကြီးလက်နက်ငယ်တွေပစ်ကူပြီးအင်အားအလုံးရင်းနဲ့ကျွန်တော်တို့ရှိရာကိုစစ်ကူလာကြတာ အဲဒါကြောင့်လက်နက်တောင်မကောင်းနိုင်ခဲ့ဘူးဟုထန်းကုန်းတိုက်နယ်ဘကဖတာဝန်ခံကိုငေကသတင်းဌာနကိုပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကကမ်ဘလူကောင်တာ Revolution Army KBU CIA အဖွဲ့မှဦးဆောင်ကကမ်ဘလူထော်ကြီးဘကဖကမ်ဘလူလျှက်ပြေးဘကဖနဲ့ကမ်ဘလူတောသားဘကဖမဟာမိတ်အဖွဲ့များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဖြီးသူကောက်ွယ်ရေးတပ်ဖွဲ့ဝင်များတိုက်ခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ထို့သောတိုက်ခိုက်ခံရပြီးနောက်စီကုံးမြို့ရဲစခန်းနှင့်မူးဆုံကင်းစခန်းရှိစစ်ကောင်စီတပ်သားများကအင်အားအလုံးရဖြင့်စီကုံးမြို့ရန်ကြီးအောင်ကွက်သစ်ရှိပြည်သူနေအိမ်များကိုမိရှုဖျက်ဆီးလျက်ရှိကြောင်းသိရပါသည်။ဆက်လက်ပြီးတနင်္သာရီမြို့နယ်ချောင်းနှပောက်ရွာအနီးနှင့်မြောင်ပင်ကွင်းရွာတွင်အခြေစိုက်ထားသော စစ်ကောင်စီတပ်သားများကိုဝန်းရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးသေဆုံးနှင့်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ချောင်းနှပေါက်ကြီးရွာအနီးနှင့်မြောင်းမေကွင်းကြီးရွာတွင်အခြေစိုက်ထားသောအချံဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှ3ဦးသေဆုံးခဲ့ကြောင်း People's Front ဖုံရိတ်ခရိုင်တပ်ရင်းတို့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါသည် စောလ9ရက်နေ့မိုးလ12နာရီခန့်တွင်6နှစ်ပေါက်ကြီးရွာအနီးတွင်အကြံဖက်စစ်ကောင်စီတပ်နှင့်မြေခရိုင်တပ်ရင်းတုံးတို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုတိုက်ပွဲသည်မိနစ်30ခန့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်ကောင်စီတပ်သား2ဦးသေဆုံးခဲ့ပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည် ဇွန်လ16ရက်နေ့ညနေ3နာရီခန့်တွင်လဲမြောင်းမင်ကွင်းကျေးရွာအခြေဆိုင်အကျန်းဖတ်စစ်ကောင်စီ၏ခမရ961တပ်ရင်းအနီးတွင်မြိတ်ခရိုင်တပ်ရင်းသုံးတို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုတိုက်ပွဲသည်နှစ်နာရီနီးပါးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းအကျန်းဖတ်စစ်ကောင်စီဘက်မှလက်နက်ကြီးလက်နက်ငယ်များနှင့်ပြန်လည်ပစ်ခတ်ခဲ့ကမြိတ်ခရိုင်တပ်ရင်းသုံးဘက်မှလည်းလက်နက်ငယ်များအပြင်၄၀မမဘုံးသီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ၎င်းတိုက်ပွဲအတွင်းအကြံဖက်စစ်ကောင်စီတပ်သားတအူးသေဆုံးခဲ့ပြီးတအူးထိခိုက်ဒဏ်ရာရရှိကာမြေခရိုင်တရင်သုံးဘက်မှလည်းအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ကွေးအင်အားကအတိအကျတော့မသိရဘူး။အင်အားထပ်ပြေထားတာတော့သိရတယ်။ရိတ်ခါနဲ့ခရမ်းတွေပါထပ်ပြေထားတယ်လို့သတင်းရပါတယ်။ အခုထုတ်ပြန်တဲ့ဟာကကျွန်တော်တို့တရင်သုံးတဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာအခြားတော်လှန်ရေးအဖွဲ့တွေနဲ့စကားဆဖြစ်တဲ့ပွဲတွေမှာရန်သူတွေသုံးတာတွေရှိသေးတယ်။ရန်သူဘက်ကအာဏာတည်မြဲဖို့အတွက်အင်အားထက်တိုးထားပြီးမြင်ကျွန်တော်တို့ဘက်ကလည်းပြည်သူကိုကာကွယ်ဖို့ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်နေပါတယ်ဟု People Different Force ၊ရိတ်ခရိုင်တရင်သုံးမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ ဆက်လက်ပြီးတောင်သားမျိုးနယ်အတွင်းစစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိပြီးလက်နက်ခဲယံများတင်စီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းတောင်သားမျိုးနယ်အတွင်းစစ်ကြောင်းထိုးလာသောအကြံဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိပြီးလက်နက်ခဲယံများလည်းတင်စီရရှိခဲ့ကြောင်း ငင်းချန်ခရိုင်အမှတ်3တရက်မှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ်ဇွန်လ25ရက်နေ့နနက်7:00နာရီခန့်တွင်တောင်သာမြို့နယ်အတွင်းစစ်ကြောင်းထူလာသောစစ်ကောင်စီတပ်သားများကိုကင်းစလုတ်ကျေးရွာအနီးတစ်ဝိုက်တွင်တော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းယင်းတိုက်ခိုက်မှုအတွင်အကြံဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိတော်လဲအရေးအတွက်ကိုအတိမပြုနိုင်သေးကြောင်းသိရပါရယ် တိုက်ပွဲအတွင်အကြံဖက်စစ်ကောင်စီတပ်သားများထံမှ60မမဘုံသီးဆက်နှလုံး RPG ထိပ်ပူတကူတို့ကိုတင်းစီရရှိခဲ့ကြောင်းသိရပါတယ်။ထို့သောတိုက်ပွဲဖြစ်ပွားပြီးနောက်ဇွန်လ26ရက်နေ့နနက်7:00နာရီမွန်းလွဲ7:00နာရီနဲ့ညနေ9:00နာရီခန့်တို့တွင်အကြံဖက်စစ်တပ်၏ MI-35 ရဟတ်ယာဉ်3စီးဖြင့်ကင်းစလုတ်ကြီးရွာပတ်ဝန်းကျင်ကိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုမြင်းချန်ခရိုင်အမှတ်3တပ်ရင်းနှင့်ညောင်ဦးခရိုင်အမှတ်5တပ်ရင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးထိုစစ်ကြောင်းသည်ဇွန်လ28ရက်နေ့နနက်အစောပိုင်း3နာရီခန့်တွင်ကင်းစလုတ်ကြီးရွာမှငတရောက်နေကင်းစလုတ်ကြီးရွာမှငတရောက်နေရဲစခန်းကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါသည်ရွှေဘုံမြို့နယ်အတွင်းရှိစစ်တပ်နှင့်ပြူစောတီစခန်းများအပါအဝင်စစ်စခန်း၃ခုကိုတပြိုင်တည်းတိုက်ခိုက်မှုစစ်ကောင်စီတပ်ဖက်မှ24ဦးသေဆုံးပြီးလက်နက်ခဲယံတချို့သိမ်းဆည်းရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းရွှေဘုံမြို့နယ်အတွင်းရှိစစ်တပ်နှင့်ပြူစောတိစခန်းများအပါအဝင်စစ်စခန်း၃ခုကိုတပြိုင်တည်းတိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့မှ24ဦးသေဆုံးပြီးလက်နက်ခဲယံတချို့သိမ်းဆည်းရရှိကြောင်းရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကယမန်နေ့တရင်ထုတ်ပြန်ပါတယ်။ဇွန်လ28ရက်နေ့နနက်6:30မိနစ်အချိန်ရွှေဘုံမြို့နယ်ဟင်းသာကြီးကျေးရွာပြူစောတိစခန်းနှင့်စစ်တပ်စခန်းကုန်းတို့ကို ရွှေဘုံမြို့နယ်ပကဖာဦးဆောင်သောတော်လန်ရေးတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဟင်းသာကြီးပြူစောတိစကန်နှင့်စစ်တပ်စကန်ကုန်းတို့ကိုတပြိုင်နက်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဘိုးနတ်တောင်စစ်တပ်အထိုင်ချစကန်ကိုမူဒရုန်းများဖြင့်အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြကြောင်းအဆိုပါစကန်၃ခုတွင် ပြူစောတိနှင့်စစ်သားအင်အား80ကျော်ရှိကြောင်းသိရပါသည်။ထို့သောတိုက်ခိုက်ရာတွင်ဟင်းသာကြီးပြူစောတိကြီးရရှိစစ်စကန်ဘန်ကား၅ခုကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းတို့ရတွင်အနီးရှိစစ်တပ်စကန်ကုန်းအားဆက်လက်သိမ်းယူနေစဉ်ရွှေဘုံမြို့နယ် ကျောင်းမြောင်ခမရ၁၂နှစ်ရွှေဘိုခလာရ၄၀နှစ်တို့ကဟောင်ဝိဇာ၁၅မမ၁၂၀မမတို့ဖြင့်အကြိမ်ကြိမ်ပြစ်ကူပေးခဲ့ကြောင်းထို့ပြင်စစ်ကောင်စီတပ်ဖက်မှစစ်ကူအင်အားများထပ်မံရောက်လာသဖြင့်တော်လန်ရေးတပ်များပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်းသိရပါတယ်။ရင်းတိုက်ပွဲတွင်စစ်တပ်မှ၁၈ဦးသေဆုံးပြီးနောက်ဆက်တွဲအရာခံဗိုလ်တအူအပါဝင်၇ဦးထပ်မံသေဆုံးခဲ့ကြောင်း တိုက်ပွဲပေါ်ဆောင်နေစဉ်ဖြူစော်တီကျွော်မှာတုံမန်း၁၈ဦးဖမ်းဆီးရမိခဲ့တော်လဲကလေးသူငယ်နှင့်အမျိုးသမီးများတက်ကြီးရွယ်အိုများဖြစ်ချင်းစစ်ရေးအခြေအနေတင်းမာလာမှုနှင့်မြေမြေအနေအထားတို့အရဘေးလွတ်ရာသို့လွတ်ပြေးခဲ့ရကြောင်းသိရပါသည်စစ်စင်ရေးတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ကာပိုင်၂လက်ကိုလုံး၁လက် G3 တလက်ကိုလုံး G66 တောင်း G3G 635တောင်းနဲ့ G အိမ်လေးခုတို့ကိုလည်းတင်စီရမိခဲ့ကြောင်းတော်လန်ရေးတက်များဘက်မှပကဖရဲဘော်နှစ်ဦးကြာဆုံးခဲ့ကြောင်းသိရပါတယ် စစ်စင်ရေးကိုရွှေဘုံမြို့နယ်ပါကဖတာဝန်ခံဤခိုခဲ့မှုဖြင့်ရွှေဘုံမြို့နယ်ပါကဖတိုက်ခိုက်ရေးအဖွဲ့တိုင်းနေနှစ်၄၅ပါကဖတိုက်ခိုက်ရေးအဖွဲ့ပူပေါင်းအဖွဲ့အဖြစ်ရွှေဘုံခရိုင်ပါကဖတိုက်ခိုက်ရေးအဖွဲ့ရေဦးမြို့နယ်ပါကဖတိုက်ခိုက်ရေးအဖွဲ့ဒီပဲကြီးမြို့နယ်ပါကဖဂရူ3တို့အဖွဲ့တို့ပါဝင်ခဲ့ကြောင်းရွှေဘုံမြို့နယ်ပါကဖ PDO ရွှေဘုံဖက်ဒရယ်တက်ဒုံတက်ဖွဲ့ ဖူးတလင်မြို့နယ်ပကဖချုံတက်ဖွဲနဲ့တိုက်နယ်ငါပကဖချုံတက်ဖွဲတို့ကလည်းစစ်တပ်နေရာ၃ခုကိုပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ကြကြောင်းသိရပါတယ်။